အခုနောက်ပိုင်း tennis necklace ကို celebrity တွေအဝတ်များကြပြီး try အဖြစ်ဆုံးလို့ပြောလို့ရပါတယ်။ tennis necklace ကိုဘယ်ချိန်မှာဝတ်ကြလဲဆိုရင်တော့ daily wear အနေနဲ့လည်းဝတ်လို့ရတယ်။နောက်တစ်မျိုးကတော့ special event တွေမှာရော wedding တွေမှာရောအဝတ်များတာကိုတွေ့ရပါတယ်။အခုလို tennis necklace ကိုမှ GI 0.3 carat သုံးလုံးစည်းစိမ်နေနဲ့ပတ်လည်ခလိုက်တဲ့ချိန်မှာတော့လုံးဝကိုမှ luxury vibe တစ်ခုကိုခံစားရစီမှာဖြစ်ပါတယ်။ဝေကူဝေလိုက်တဲ့ချိန်မှာလည်းတကယ်ကိုမှ luxury vibe ကိုခံစားရစီပါတယ်။ โอเคဒါဆိုရင်ဆွဲကြိုးလေးຈောင်းကိုအသေးစိတ်လေးပြောလိုက်ရအောင် Hello အားလုံးမင်္ဂလာပါရှင် We are ဒီနေ့မှာတော့လူကြိုက်အများဆုံးတဲ့ trend ဖြစ်ဆုံး Dennis necklace နဲ့ပတ်သက်ပြီး We are ပြောပြပေးချင်ပါတယ်စိတ်ဝင်စားမယ်လို့ညှောက်လင့်ပါရှင် ဒီဆဲဂျူလေးက UNICEF ဝတ်လို့ရတဲ့ဒီဇိုင်းဖြစ်ပြီး premium ဖြစ်စေဖို့စင်ရဲ့ကာလာတွေကို international popular အဖြစ်ဆုံး GH ကာလာတွေကိုအသုံးပြုထားပြီး clarity ကို VVS grade နဲ့ VS grade အကောင့်တွေကိုဒါအသုံးပြုထားပါတယ်။ပိုကောင်းတာကတော့ wii စိတ်ကြိုက် care grade excellent ကိုမှဝတ်လိုက်တဲ့အခါမှာမျက်နှာပြင်နေကြီးစင်ရဲ့ luster တွေ proportion တွေကိုပါအသေးစိတ်ရွေးချယ်ပြီးခတ်ထားရတဲ့အတွက်လုံးဝ perfect ဖြစ်ပြီးဝတ်ဆင်လိုက်တာနဲ့အတောက်ပဆုံးနဲ့အလှပဆုံးဖြစ်သွားစေပါတယ်။ဆွဲဂျူ ကုန်းလုံးကိုစိန်အပြည့်အသုံးပြုထားပြီးအရှိ16လက်မှတ်ကိုမှစိန်ပွင့်89ပွင့်ဝင်ပြီးရွှေချိန်2ကျပ်ဝင်ခြင်းနဲ့ခတ်လုပ်ထားပါရဲ့ရှင်။ဆွေကျိုးလေးကစိန်ပတ်လဲဆိုပေမဲ့ daily whistle လို့အစဉ်ပြေအောင်ခတ်လုပ်ထားတဲ့အတွက် whistle နဲ့ခါမှ flexible ဖြစ်စေပါရဲ့ ဒီ premium ဖြစ်တဲ့ဆွဲကြိုလေးကတော့ customer order အထည်လေးဖြစ်ပြီးတော့ဒီလို premium ဖြစ်တဲ့ luxury bike မျိုးအပြည့်ဝရကျင်နေဆိုရင်တော့ grand diamond ကကျွမ်းကျင်တဲ့စီးဆိုစီတီနဲ့တိုင်ပင်ပြီးဝယ်ယူအားပေးလို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးများရတင်ပါတယ်။ grand diamond စိတ်နဲ့က sales manager ဝေယူပါရှင်။ For those who want more